ပန်းတွေပန်းညူနဲ့ပတ်သက်ပြီးတင်ကိုရာရောအိမ်တောင်ဘက်ကလာပါစိုးရင်ပူပန်နေရပါသလားကိုကိုကိုယုံကြည်မှုရော့ချနေပြီလားဒါဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တောင်းပါရစေအိမ်တော်ရဲ့ဒုက္ခအတွက်အမျိုးသားတိုင်းတိထားတဲ့နဲ့လူဝက်ချက်တွန်ကုမင်္ဂလာပါခင်ဗျာတူတက်ထွေလာ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့အမျိုးသားတွေအတွက်အရေးကြီးဆုံးကိစ္စရတဲ့ခုဖြစ်တဲ့ပန်းတွေပန်းညိုးနဲ့လိမ်ပိုင်းဆိုင်ရာကျန်းမာရေးပဲဖြစ်ပါတယ်ဒါဟာရှက်စရာကိစ္စမဟုတ်ပါဘူး ခန္ဓာကိုယ်ရဲ့တဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးမှန်ကန်တဲ့ဘူးတုဒ္ဒနဲ့ဆိုရင်အလွယ်တကူဖြေရှင်းနိုင်ပါလေ။ဒီနေ့မှာတော့တဘာဝကနေကျွန်တော်တို့ကိုပေးထားတဲ့ and all sees why ရှိတဲ့ဖြစ်စည်းသုံးမျိုးအကြောင်းကိုအသေးစိတ်ပြောပြပေးသွားပါမယ်။ Okay စားလိုက်အောင်ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့မြမမြေမှာအလွယ်တကူရရှိနိုင်တဲ့တလဲဒီပါတစ်ဖြစ်ပါတယ်။တလဲဒီရဲ့အစွမ်းကိုလူတော်များများတတိမထားမိကြပါဘူး။ပန်းဒီပန်းညိုရဲ့အဓိကအကြောင်းရင်းတစ်ခုကသွေးကြောတွေကျင်းတာနဲ့သွေးလေပတ်မှုမကောင်းတာပါ။တလဲဒီမှာပါဝင်တဲ့ အန်တီအောက်ဆီဒန့်စ်ထက်တွေဟာသွေးကြောတွေကိုရှင်းလင်းပေးပြီးသွေးစီစဉ်မှုကိုကောင်းမွန်စေပါတယ်။တလဲသည့်ဖလော်ရီကိုနေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းဖြင့်သွေးကြောတွေထဲကအညစ်အကြေးတွေကိုဖယ်ရှားနိုင်ပြီးလိမ်နံတဲကိုသွေးကောင်းကောင်းစီစဉ်စေတဲ့အတွက်လိမ်မိုက်ဆိုင်ရာစွမ်းဆောင်ရည်ကိုတိုးတက်စေပါတယ်။လေ့လာမှုတွေအရတလဲသည့်ဟာအမျိုးသားတွေရဲ့ယောဂကိုတိုက်ခတ်နိုင်တဲ့စွမ်းအင်ကိုပါမြင်တင်ပေးနိုင်ပါတယ်။နေ့ခွန်အားနဲ့အားရုံတို့ကကျင်းစင်နောက်တစ်ခုကတော့ရာစုနှစ်ပေါင်းများစွာကလေးကအုံပြလာခဲ့တဲ့ဂျင်းစင်းမိသေးပါဘူး။ဂျင်းစင်းမှာပါဝင်တဲ့ ဂျင်ဆန်တို့ size လုံးခေါ်တဲ့အတက်ပေါင်းတွေဟာခနာကိုရဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးပြီးအာရုံတွေကိုပြန်လည်ဖိတင်ပေးပါတယ်။စိတ်ဖိစီးမှုများတဲ့အခါမျိုးသားဟော်မုန်ပမာဏရော့ကျတတ်ပါတယ်။ဂျင်ဆင်းဟာဒီဟော်မုန်ပမာဏကိုထိန်းချိပေးပြီးလင်ပိုင်းဆိုင်ရာစိတ်ဆန္ဒကိုပါပြန်လည်မြင့်တင်ပေးနေပါတယ်။စိတ်ပိုင်းဆိုင်ရာရောယူပိုင်းဆိုင်ရာပါအာရုံဖိဝါစေမှုဂျင်ဆင်းကိုရင်နွေးကျတဲ့ဖြစ်တော်လည်းကောင်းဆေးတောင်ဖြစ်တော်လည်းကောင်းတင့်တယ်တဲ့ပမာဏကိုကုန်မှန်သုံးစင်နေပါတယ်။ကိုရီးယားဂျင်ဆင်းနဲ့အမေရိကန်ဂျင်ဆင်းဆိုပြီးအဓိကနှမျိုးရှိပါတယ်။ ကိုရီးယားဂျင်ဆင်ကခန္ဓာကိုယ်ကိုပိုနွေးစေပြီးအာအိမ်ပိုတိုးစေတယ်လို့ယူဆကြကအမေရိကန်ဂျင်ဆင်ကတော့အေးမြတဲ့သဘာဝရှိပြီးစိတ်ဖိစီးမှုရှော့ချောက်ရမှာပိုအထုံးဝင်တယ်လို့ဆိုကြပါတယ်။တောက်သုံးရံပမာဏထူးကုန်တစ်ခုနဲ့တစ်ခုပမာဏမတူတာကြောင့်ဘူးခွန်မှာပါတဲ့တောက်သုံးရံညွန်ကြားချက်အတိုင်းလိုက်နာတင်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးခြင်းဟာဂျင်ဆင်ဟာသွေးကျဲဆေးနဲ့သွေးလျိုဆေးတွေလိုမျိုးဆေးဝါးတချို့နဲ့ဓာတ်ဖြူနိုင်တာကြောင့်လက်ရှိတောက်နေတဲ့ဆေးဝါးတွေရှိရင်ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးတာကအကောင်းဆုံးပါပဲ။ ဒါအပြင်ဂျင်ဆဲအစိမ့်ကိုရရှိနိုင်မယ်ဆိုရင်ရင်နွေးချမ်းအဖြစ်ဖျော်တောက်တာမျိုးလည်းလုပ်နိုင်ပါတယ်။ဒါပေမဲ့ဆေးထောင့်ဒီလိုပမာဏတိကျမှုမရှိတာကြောင့်ဘေးထွက်ဆိုးကျိုးမဖြစ်စေဖို့သတိပြုသင့်ပါတယ်။၃။နောက်ဆုံးတစ်ခုကတော့လွယ်လွယ်ကူကူရရှိနိုင်မယ့်အသီးသမှုဖြစ်တဲ့သွေးလည်ပတ်မှုကိုအားကောင်းစေတဲ့ဖျဲသီးမဲ့ဖြစ်ပါတယ်ခင်ဗျာ။ပန်းတေပန်းညိုအတော့ဖျဲသီးဟာဘာကြောင့်အရေးပါလဲဆိုတော့သူမှာ L-citrulline ဆိုတဲ့ဓာတ်တမျိုးပါဝင်လို့ပါပဲ။ဒီတားဟာခနာကိုယ်ရဲ့ရောက်တဲ့အခါသွေးလည်ပတ်မှုကိုအားကောင်းစေတဲ့ nitric oxide အဖြစ်ပြောင်းလဲသွားပါတယ်။ ီနိုက်ထရစ်အောက်ဆိုဒ်ဓာတ်ဟာလိန်တန်သေးကိုသွေးအဖြစ်အဝအစည်းစင်းမှုအရေးပါတာကြောင့်လိန်ပိုင်းဆိုင်ရာဆွမ်းဆောင်လေးကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါအပြင်ဖရေသည့်ဟာရေရက်ပြေဝအစီပြီးကျန်းမာရေးအတွက်လည်းများစွာအထောက်အကူပြုပါတယ်။ဒီနေ့ဗီဒီယိုကနေဒလဲသည့်ဂျင်းစင်းနဲ့ဖရေသည့်တို့ရဲ့အန်အောဆရာစေးစွမ်းအရေးကိုတီးတွားပြီးတော့မျောလင့်ပါတယ်။တတိပြဝမှာကတော့ဒီတဘာဝဖြစ်စည်းတွေဟာကျမ်းမာရေးကိုထိမ့်သိမ့်ဖို့အထောက်အကူပြုတဲ့နီးလန်းရေတာထပ်ပြီးအရင်ခန့်ကျမ်းမာရေးပြဿနာရှိနေတဲ့ရင်တော့ဆရာဝန်နဲ့တိုင်ပင်ဖို့အရေးကြီးပါတယ်။ဒီဗီဒီယိုလေးကနေတစုံတရာအကျိုးရှိသွားမယ်ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့เนาะနောက်ထပ်ဗီဒီယိုတွေမှာလည်းဆက်လက်ဆုံးတွေ့ကြမယ်အားလုံးပဲကျန်းမာပျော်ရွှင်ကြပါလေ bye bye